င်စာတိုက်မှာငါဖျောက်နိုင်ထွင်နေလို့ထဲချုပ်ပြီးတော့ထွန်းပေးဦးမှာနောက်ကအဲ့ဒီပေးပါမတင်နိုင်မဲ့အဲ့တင်နေတဲ့လက်တွေပါကြိုးကန်သွားလို့အဲ့ဒီပါဇက်ကမဟုတ်ကဟုတ်ကပြောနေတဲ့ပါဇက်တွေကလောက်တယ်အတောက်လိုက်ထွက်လာလို့ငါဖျောက်နိုင်ထွန်းပေးဦးမှာချိန်စာပါတိုက်ပေးဦးမှာနင်တို့အောက်တန်းသားတို့ 阿姨嘛，哈哈，拉贝尼家的朗莎，啊，朗莎，哈哈，拉贝尼家啦，阿尼家苏沟咩沟嘛，拉边阿龙尼来，亏嘛的，亏的朗莎，阿西嘛，哈哈，拉贝尼家把嫂子阿龙西多阿阿尼沟咩沟边多阿比嘛拉多阿龙，的朗莎，阿丹家的，阿诺阿丹家的米咪收嘛，怕咪收嘛的，亏阿没的，亏大的没的。 ကိုချင်းစာတရားဆိုတာမသိဘူးလူဆိုတာလူကိုလူလိုမြင်စမ်းမှာနင်တို့စောက်ခွက်ကလေးမြန်မာပြည်မှာအခုမငိမ့်ညမ်းနေတာမြန်မာပြည်မှာအခုစစ်ပွဲတွေဖြစ်နေတာမြန်မာပြည်မှာအခုလိုမျိုးလက်နက်ကင်ပြီးတောင်းညမ်းပြီးတော့ဖြစ်နေရတာမြန်မာပြည်မှာမင်းအောင်လှိုင်သံတောင်းစားလေရင်နဲ့ဘုံကျဲပြီးတော့ပြည်သူကိုကြမ်းဖက်နေတာအဲ့ဒါလေးအကုံလုံးရဲ့အနှစ်ချုပ်ကလူကိုလူလိုမမြင်လို့နင်တို့စောက်ခွက်ကလေးတွေမျက်လုံးလေးတွေလူမလားထမင်းစားတယ်မလားလူကိုလူလိုမြင်တတ်အောင်စူးစမ်းလိုက် မြန်မာနိုင်ငံမှာရှိတဲ့လူအားလုံးကလူလိုလူလိုလူလိုမြင်တဲ့လူကတဝက်လူဝလူလိုမမြင်တဲ့လူကအရင်မှနှစ်ပုံလောက်ဖြစ်နေတာလူဝလူလိုမြင်တဲ့လူကတပုံလူလိုလူလိုမမြင်မနဲ့အောက်တန်းကြနေတဲ့ခွေးသလိပ်ဆန်နေလူစိတ်နဲ့ခွေးစိတ်ပေါက်နေတဲ့လူကနှစ်ပုံလောက်ရှိတယ်အဲ့ဒါကြောင့်မို့မြန်မာပြည်မှာမငြိမ်းချမ်းနေတာနော်လူဝလူဝလူလိုလူလိုမြင်အောင်စူးစမ်းနော်အောက်တန်းစားတွေကိုချင်းစာတရားထသူ့နေရာမှာငါဆိုတဲ့ကိုချင်းစာစိတ်ထနော် ငါမိသားစုကောင်းစားရင်ပြီးတော့ငါတို့မျိုးရရင်ပြီးတော့ငါတို့စိုးရရင်ပြီးတော့လို့မလုံးတာထမင်းမြန်မာနိုင်ငံမှာထမင်းကနေတဲ့လူတွေတပုံကြီးနော်မြန်မာနိုင်ငံမှာနေစရာစားစရာမရှိတဲ့လူတွေတပုံကြီးနော်အဲ့လိုတွေးနော်လူ哦လူလိုမြင်တတ်အောင်စူးစမ်းကြအဲ့ဒါအဲ့ဒါမှနင်တို့နောင်ဘုရားလူဖြစ်မှာ နော်နင်တို့ကအခုဟာမြန်မာနိုင်ငံမှာကိုစားရရင်ပြီးရောငါနဲ့မဆိုင်ဘူးအခုဒီလိုပြောကြည့်ပါတာဆရာမဖြစ်ပြီးနေရာတကာပါတယ်ဆရာမဖြစ်ပြီးရိုင်းလိုက်တာတော့ပြန်မှာရိုင်းရမှာပဲနင်တို့လိုအောက်တန်းစားတို့ဒီလိုပြောမှနားဝင်မှာလေနင်တို့ကနွားတွေလေနွားတွေဆိုတာအဲ့လိုပဲငကန်နဲ့ထိုးပြီးပြောမှနားဝင်တာအဲ့အကြောင်းမို့ငါငကန်နဲ့ထိုးပြီးပြောရတာရှင်းလားငါရိုင်းနဲ့မရိုင်းနဲ့ဆိုတာတစ်ဖက်ကလူရဲ့စောက်ထိုးပေါ်မှာမူတည်တယ်နော်မတရားမပြောနဲ့သူများမဟုတ်တာမလုပ်နဲ့ ကိုယ်မတရားပြောတာကြိုက်တာလူတွေကမြန်မာနိုင်ငံလူတွေတော်တော်များများတရားရအောင်မှတရားရအောင်အမှန်ကြိုက်လာမေးလိုက်အကုတ်အမှန်ကြိုက်တယ်နေတော့မတရားလောက်တာကြိုက်လာလို့မိလိုက်ဘသူမှမတရားလောက်တာမကြိုက်ဘူးဒါမဲ့သူတို့ကတာမတရားလောက်တာမကြိုက်တာသူတို့ကတာသူများကိုလှုပ်ဝင်ပြောရင်မတရားတွေပြောချင်တာမတရားတွေလှုပ်ချင်တာအဲ့ဒီလိုလူမျိုးက90ရာနှုန်းမှ80ရာနှုန်းရှိတယ်တရားရာနှုန်းမှ80ရာနှုန်းရှိတယ်အဲ့ဒီလိုအောက်တန်းစားတွေကြောင့်ဒီလိုဖြစ်နေတာ လူစွာကိုချင်းစာရယ်ကိုကမဟုတ်တာပြောတာမကြိုက်ကိုလည်းသူများကမဟုတ်တာမပြောနဲ့ကိုကသူများကမဟုတ်တာလို့တာမကြိုက်ကိုလည်းသူများကမဟုတ်တာမလုပ်နဲ့အဲ့ဒီလိုစီကန်းရှိအောင်နေလိုက်ရင်မြန်မာပြည်ကအေးချမ်းတယ်မြန်မာပြည်မှာမအေးချမ်းရတာအဲ့ဒီလိုအောက်တန်းသားတွေတည်တန့်ရှိလို့လို့မအေးချမ်းတာကိုကကိုကသူများကမဟုတ်တာလို့ရင်မကြိုက်ဘူးရှူရွှဲဆိုဆရာကြီးနော်ရှူဆဲဆိုပြီးဆရာကြီးကိုသူများမဟုတ်တာလုပ်လို့ချင်းကိုမကြိုက်ဘူးကိုကတော့သူများကိုပြောရင်မဟုတ်တာတွေပြောတယ်မဟုတ်တာတွေလုပ်တယ် မလုံနိုင်ဘူးအဲ့ဒီခိုင်နေဝေုံငါပြောမယ်သူလုံနေတာမဟုတ်ဘူးနင်တို့မြန်မာနိုင်ငံပြည်သူတွေလှူတဲ့ပတ်စံကို तू ကဝေနှန်းတို့စောက်ဆံပေးပြီးငှားထားတာငှားထားပြီးအဲ့ဒီလူငှားတွေနဲ့လုံနေတာဒီကလေးတွေတို့တခြားပဟိတာတွေလုံတယ်ဆိုတာသူတို့ကိုယ်တိုင်ကိုယ်ကြပြည်သူရှိရရတဲ့ငွေကိုသူတို့ထုတ်ခါတွေသူတို့အိတ်ဆိုင်တယ်သူတို့ကားကားတွေသူတို့ဆိုင်တယ်တော့သူတို့ထမင်းသူတို့စားပြီးတော့ပစ္စည်းပစ္စည်းအရဆိုတာသူတို့ကိုယ်တိုင်သွားဝယ်တယ်သူတို့ကိုယ်တိုင်ထန့်တင်တယ်သူတို့ကိုယ်တိုင်ပြည်သူကိုပြန်ဝေတယ် ပဟိတလောက်တဲ့လူတွေတရာရာနှောင်းမှာ69ရာနှောင်းကအဲ့ဒီလိုလုံနေကြတဲ့လူတွေကြပဲအဲ့ဒီလူတို့အဲ့ဒီလူတို့မစော်ကားနဲ့မဟုတ်တာတွေမပြောနဲ့နင်တို့ခိုင်နေဝယ်ကိုပြောအဲ့ဒီသရောင်းကားမကိုပြောနော်ကလေးလေးသွားခေါ်တဲ့ချိန်မှာဓာတ်ပုံရိုက်ခိုင်တာကြာနာသူမလုပ်ဘူးစောက်စားအလူငွေခံတဲ့ချိန်ဓာတ်ပုံရိုက်ခိုင်တာစာနာကြာနာသူမလုပ်ဘူးကြာနာဝန်ထမ်းတွေလောက်တာအဲ့ဒီဝန်ထမ်းတို့သူ့လစာတွေကသူခံတာမဟုတ်ဘူးအလူခံထားတဲ့ခုနှစ်ရသားချင်းမိရှာအလူခံထားတဲ့ပစာနဲ့ခံထားတာနော်မှန်တာပြောငါလိုမှန်တာပြော နင်တို့မပြောရဲဘူးမလားအဲ့ဒါကြတော့ဟမ်မပြောရဲဘူးမလားဟိုဟာဟိုဟယ်လိုလိုဖုန်းဆက်တာနင်တို့ဒေးတဲ့အောင်အောင်မှာကြလို့မပြောရဲဘူးမလားဟမ်ပြောလေမှန်တာပြောဒီကလေးလို့မဟုတ်တာလည်းမပြောနဲ့လေသူမမဟုတ်ဘူးဒီပူတူမမဟုတ်ဘူးမှန်မှန်ကန်ကန်လုံနေတဲ့လူတို့ဘယ်သူမှနင်တို့မဟုတ်တာမပြောနဲ့ကလေးငချင်းမကြမပြောနဲ့လေ ။နင်တို့လုံနိုင်လား။နင်တို့ကတမင်နင်တို့စိတ်ဓာတ်ကအောက်တန်းကျနေတာ။နင်တို့ဒီမှာကလိန်ငချစ်လုံနေတဲ့လူကြီးရအကြီးရရှိနေတော့နင်တို့အောက်မှာလုံနေတဲ့လူတို့မနာလို့နော်။ကိုယ်အိမ်ထဲကကိုစိုက်ပြီးတော့ပင်မခံပြီးလုံနေတဲ့လူနင်တို့ကမနာလို့မနာလို့တော့ကြတာနင်တို့ကအဲ့ဒီလူတို့နင်တို့ကတိုက်ခိုက်နေတာဝေဖန်နေတာနင်တို့ရအောက်တန်းကျတဲ့စိတ်အဲ့ဒီလူတွေစိတ်ဓာတ်ကျသွားအောင်အဲ့ဒီလူတွေမလုံချင်းလုံချင်းစိတ်ပြအောင်နင်တို့ကတမင်ကိုလုံနေတာ။ ဲ့ဒါသိလို့ရှိရင်နင်တို့ငရဲရောက်မှာနော်ငရဲရောက်လို့တောင်မှရိုးရိုးငရဲမရောက်နဲ့နင်တို့ပါဇက်ခရလောက်တည်းအတောင်းလိုက်ထွက်မှာ နော်အဲ့ဒီ line ပေါ်မှာသူများကိုမဟုတ်ကဟုတ်ကပြောပြီးတော့သူများဓာတ်ပုံတွေတင်ဆယ်လီ15လီပဟိုက်တာလောက်တဲ့လူတွေရဲ့ဓာတ်ပုံတို့တင်ပြီးပေတူထောင်းလိန်စားညာစားနေတဲ့အကောင့်တွေလည်းတီးတန့်ရှိတယ်အဲ့ဒီလူတွေတိတ်လို့ရှိရင်မျက်လုံးတွေတွေကလောက်ထွက်မယ်ဗဇက်တွေတွေကလောက်ထွက်မယ်နော်လူတကာယွန်းလူဖြစ်လို့ရှိရင်တော့မှလူတကာယွန်းရှာမုန်းတဲ့အကောင့်အကောင့်မတွေဖြစ်မယ်နင်တို့ကြက်ကြက်တဲ့သတိထားနော်ပေတူတွေများများလို့နော်စီတူရောမလို့လူတွေကစိတ်တက်ကိုအောက်တန်းကိုအရမ်းကြတာ အခုနာမည်ကြီးတဲ့ပဟိတတွေရှိတယ်နာမည်ကြီးတဲ့ဆယ်လီတွေရှိတယ်ကြာနာမပြောနဲ့ငါငါပုံနေတော့အကောက်တူတွေဖွင့်နေလို့တပုံကြီးအများကြီးပဲတမင်ကိုခုနှစ်သားသမီးရှိရပတ်စာအောင်တို့လိန်စားတာနင်တို့ရစိတ်ဓာတ်ကောင်အောက်တန်းကြနေတာဒီဘဝမှာနင်တို့ဟိုအတိတ်ဘဝကောင်းခဲ့လို့တို့လူဖြစ်တာနောက်ဘဝလူဖြစ်ဖို့ကမစင်သားနဲ့ခွေးဖြစ်လို့တော့မှ ခွေးဖြစ်လို့ရှင်တော်မနဲ့တို့လူတကားယုံရှာမုံတီးတဲ့ခွေးဖြစ်မှာဘယ်သူမှမကြွေးကျင်တဲ့ခွေးဖြစ်မှာနဲ့တို့ကအဲ့ဒီလိုဘဝရောက်မဲ့ကောင်းနေနော်အဲ့ဒီလိုသူများအောင်မဟုတ်ကဟုတ်ကလိုင်းမမတင်ပြီးတော့စောက်ဆန်လိုချင်တဲ့အကောင်လေးကောင်းမလေးဗဇာထဲကလောက်တွေထွက်မယ်နော်တေကန်နီကြလဲအဲ့ခွေးလိုဝက်လိုအော်အားမနဲ့တို့နော် ခွေးလိုဝက်လိုအော်အားမနဲ့တို့နော်မဟုတ်ကပန်းပန်းကန်ကန်တင်လေနင်တို့စောက်စားလိုချင်တယ်မလားဒီဆယ်လီပုံတွေတင်နေတယ်ဒီပဟိတလောက်တဲ့လူတွေပုံတင်နေတယ်နင်တို့စောက်စားလိုချင်တယ်မလားမှန်မှန်ကန်ကန်တင်လေ ရနေတာပဲနင်တို့လည်းပတ်ဆံရမယ်ဟုတ်လားဟိုနင်တို့လည်းကြည့်မယ်လို့ရှိတယ်လေမဟုတ်ကဟုတ်ကတွေပြောပြီးတင်းနဲ့တင်းပြီးမှနင်တို့စောက်ဆက်ပြရမှာဟာနင်တို့မျိုးလဲမိသွေးကလေးမျိုးရသလိုပဲနော်မိမိလုံးမိလုံးကြီးနင်တို့မျိုးချရသလိုပဲနင်တို့ကလိန်မညာမစားရတာမြမမီမြမပြီးမှစောက်ကျင့်ရှိတယ်မှတ်တာမြမပြီးမှရေကြီးပြီလားမြမပြီးမှကပ်ဘေးတစ်ခုခုစိုက်ပြီလားအဲ့လိုစိုက်ပြီဆိုလို့ရှင်အဲ့ဒီအလူခံတဲ့ဟာတွေအလူခံတဲ့ဟာတွေတောင်မှနော်အစ်စ်တယ်မဟုတ်အတုတွေအများကြီးပဲ ဟမ်ဘလောက်စိတ်တက်အောက်တန်းကြလဲဆိုတကယ်ဆယ်လီပုံနေတင်းနေတကယ်ပဟိုက်ဒလောက်တဲ့လူတွေရဲ့ပုံနေတင်းပြီးအလှခံဖို့တွေအလိန်ကြီးအများကြီးတချို့ဆိုဖောက်ကြီးပုံနေတင်းပြီးတော့လိန်တာအဲ့ဒီလိုအောက်တန်းစားတွေကတီးတံမဲ့ရှိတယ်အဲ့ဒီလိုဇရိုက်တွေကလည်းကြံနာမလာဘူးအဲ့ဒီစစ်ထွက်တို့ရဲထွက်တို့နော်ဂျလေဘီအုတ်ကြမြက်ပေါက်ဓာတ်တိုင်သေးပိုင်းကလင်ကကြီးမိမဆုံးမဖာမဆုံးမအောက်တန်းစားတွေအဲ့ဒီကမွေးပွားတဲ့လူတွေပဲအဲ့ဒီလိုအကျင့်လုပ်တယ်မိပါဆုံးမပြီးတော့မစ်စစ်ဖတ်စစ် လူအမွေးပြီးလူလိုနားလဲတဲ့သူတွေကအဲ့လိုမလို့မိပါတွေကဆုံးပါတယ်နော်အဲအဲ့ဒီလိုလှုပ်ရှားတဲ့လူတွေတော်တော်များများမိမစစ်ဖမစစ်အောက်တန်းစားလမ်းပေးလမ်းပေးတတ်တိုင်သေးပန်းပြီးတော့ကလေးလမ်းပေးမှာတတ်တိုင်သေးပန်းပြီးနေစရာမရှိတဲ့လူကအောက်တန်းစားမဟုတ်ဘူးနင်တို့လိုအဲ့ဒီလိုအောက်တန်းစားအလုပ်တို့လုပ်နေတဲ့လူကတော့အောက်တန်းစားလူကပတ်ဆက်မရှိလို့ပတ်ဆက်ချမ်းသာလို့အောက်တန်းသားအအထက်တန်းသားဆိုတာခွဲသွားတာမဟုတ်ဘူးစိတ်ဓာတ်အောက်ပတ်ဆက်ဘလောက်ရှိရှိစိတ်ဓာတ်အောက်တန်းကြရင်အောက်တန်းကိုကြသွားတာနင်တို့ကအဲ့ဒီလိုအောက်တန်းသားထဲမှာပါတာနော် ကြားလားတချို့နေစရာမရှိလို့သူတို့ကသူတို့လမ်းဘေးမှာနေတာအပြစ်ပြောစရာမရှိဘူးဒါပေမဲ့သူတို့မှန်မှန်ကန်ကန်လောက်ကန်စားတယ်သူတို့ကသူတို့ရက်တီတယ်ကောင်းကောင်းမွန်မွန်နင်တို့လိုအောက်တန်းမကြဘူးတချို့တွေကပတ်စံရှိတယ်ပဆန်ရှိပြီးရောအဲ့ဒီစိတ်တက်ကအောက်တန်းစားအလုပ်တွေပဲလုပ်တာအဲ့ဒီပေတူတွေတချို့တွေအထင်အထင်မသေးနဲ့နော်ညကြခင်ပြောလိုက်မယ်ရှင်တို့ရဲ့အောက်တူတွေရှင်တို့ရဲ့ပုံတူပုံတွေတင်းပြီးတော့အဲ့ဒီမှာအောက်တူလုံနေတဲ့လူတွေကလေဟိုမရှိစင်းရဲသားလို့မထင်နဲ့တချို့ကအထက်တန်းစားတွေအဲ့ဒီမှာဗာလဲ ဒီဘလို့ခေါ်တာလဲဒီ TikTok အကောင့်တွေပိုင်းဆိုဘလို့ခေါ်ရတော့ဘာလဲကျမလည်းနားမလဲဘူးဘလို့လဲဘလို့ပြောရတာလဲစက်ပစ္စည်းကျွမ်းညင်တာလားအလက်ထောနစ်ကျွမ်းညင်တာလားဘလို့လဲကျမနားမပြောမပြောတတ်ဘူးဒီလိုအကောင့်တွေပိုင်းဖွင့်တတ်တာမျိုးပေါ့နော်အဲကျွမ်းညင်ညင်ရှိရလူတွေအဲအဲ့ဒါပတ်စံရှိရရှိရသူတို့ကျွမ်းညင်တယ်ကျွမ်းညင်တဲ့လူတွေကပဲအဲ့ဒီလိုအကောင့်တွေဖွင့်ပြီးလုပ်တာနော်ဟိုစာမတက်ပေမတက်ဟိုအောက်တန်းစားတွေကစားစရာမရှိရလူကရှင်တို့အကောင့်တွေမလုပ်ဘူးရှင်တို့အကောင့်တွေကိုလုပ်ပြီးဆိုလို့ရှိရင်အဲ့ဒီစက်စက်ပစ္စည်းကျွမ်းကျင် အဲ့ဒီအလော်ထောင်းနေလောက်တဲ့လူတွေနော်ဖွင့်တတ်တဲ့လူတချို့ကိုပြောတာနော်မှန်မှန်ကန်ကန်လောက်တဲ့လူတို့မပြောဘူးမှတ်ထားအဲ့ဒါသူတို့ကပစံချမ်းသာတာချမ်းသာပဲမစိတ်ဓာတ်ကအောက်တန်းကျနေတာသူများဒီတယောက်ကနာမည်ကြီးနေလို့အဲ့ရကိုဖွင့်စာပူလိုက်တာဒီတယောက်ကနာမည်ကြီးဆိုဒီတယောက်ပုံတင်နေတယ်မှန်မှန်ကန်ကန်တင်ချလိုက်ပစံရတာပဲလေနင်တို့ဂျပန်အောက်တွေဖွင့်တာပစံရတာပဲလေဘာမဟုတ်တာတွေပြောပြီးမှပစံရလူကြီးများဖောက်လို့တချို့ကဒီလိုမျိုးအခုမြန်မာနိုင်ငံမှာအခုခေစားနေရဒီ TikTok ကြီးက ဒီ Facebook တွေ TikTok တွေ YouTube တွေမှာခက်ဆားနေတာပြော့ပြမယ်နော်နာမည်ကြီးတဲ့လူတွေရဲ့ video file တွေမဟုတ်ယူပြီးတော့မဟုတ်ကဟုတ်ကပြောပြီးတင်တာဓာတ်ပုံတွေယူပြီးတော့တင်တာတင်ပြီးသွားလို့ရှိရင်သူတို့က follower များပြီဆိုလို့ရှိရင် follower များပြီဆိုရင်သူတို့ကငွေကြေးနဲ့ရောင်းစားတာနော်ဆီယာမအကောင့်ဆိုလို့ရှိရင်လူတိုင်းလိုချင်တဲ့ဆီယာမ follower တသိန်းအဲ့ဒီ follower အခုဆိုဘယ်နှသိန်းဖြစ်မှမသိဘူးအနည်းဆုံးဆီယာမအကောင့်၄កောက်ရှိတယ်မရှိဘူးဆိုဒီအကောင့်က follower အနည်းဆုံးပဲ ကျန်တဲ့ကောက်ဒီမှာ3သိန်း5သိန်း10သိန်းအဲ့လိုမျိုးရှိတာအဲ့ဒီဟာမျိုးတွေဆိုသူက follower 3သိန်းလောက်ရှိတယ်ဆိုရင်ဘတ်ငွေ9000ရတယ်ဘတ်ငွေ9000ဆိုရင်မြန်မာငွေနဲ့ဆိုရင်4သိန်းကျော်5သိန်းဒီပါနော်အဲအဲ့ဒီလိုအောက်တန်းစားတွေကတီးတန့်ဝင်ရှိတာအခုအကောက်တွေရောင်းစားပြီးတော့အဲ့ဒါအဲ့လူတွေကပဲမဟုတ်ကဟုတ်ကတွေတင်နေတာနော်အဲ့အဲ့စနေကြီးပေါ်လာလဲမှားတယ်နော်အဲ့တော့ကျတော့ကျမတို့ကဘာလို့ရမှာဆိုကိုယ့်ဟာကိုအကောက်စော့ရင်စော့အဲ့လိုအောက်တန်းစားတွေရှိတာအကောက်ဝယ်မသုံးနဲ့ ောက်ရောင်းတဲ့လူတွေရှိရဝယ်မသုံးနဲ့တချို့လူတွေမှန်မှန်ကန်ကန်လုပ်တယ်ဆယ်လီဆန်ငါးလီရဲ့ပုံတွေတင်တယ်တင်းပြီးတော့သူတို့ follower များအောင်လုပ်တယ်သူတို့ရတဲ့ပတ်စံလေးယူပြီးပြန်လှူတာမျိုးတွေရှိတယ်မှန်မှန်ကန်ကန်လုပ်တဲ့လူရှိတယ်အဲ့လိုလူမျိုးကြတော့အားပေးလိုက်နော်ကိုဝယ်လိုက်တဲ့အကောက်အကောက်တစ်ခုဝယ်တော့မယ်ဆို TikTok ဝယ်ဝယ် YouTube ဝယ်ဝယ် Facebook ဝယ်ဝယ်သေချာကြည့်အဲ့ဒီအကောက်ကိုသေချာလေးလာမဟုတ်ကဟုတ်ကသတင်းတွေတင်ထားလားမှန်မှန်ကန်ကန်တင်ထားလားကြည်တာ ိုကအဲ့ဒီအကောက်ကိုဝယ်မိရဆိုကိုလည်းအောက်တန်းစားဖြစ်မှာပဲနော်ဘာဖြစ်လို့ဒီဒီ follower တွေဒီအသေးတွေရတယ်ဆိုတော့ तू ကမဟုတ်ကဟုတ်ကလေးလုတ်ပြီးတော့တင်လို့ဒီ follower အသေးရတာလေအဲ့ဒီအကောက်ကိုနင်တို့ဝယ်နင်တို့လည်းအဲ့ဒါငရဲကိုနင်တို့လည်းပြောမှာဆို तू ကတရားဝရနင်တို့30ပို့တော့ရမှာပဲနော်အဲ့ဒါမှတ်တာမြန်မာနိုင်ငံမှာအဲ့ဒီလိုကြင်ရမှာကိုဖြစ်နေတယ်တကယ်လားဆိုဒီနေ့ညနေ9:00နာရီမှာ live လွှင့်မှုဟိုဆန္နာမင်းကြောင်းကိုပြောဖို့เนาะအဲ့ဒီလွတ်တော်မှာဆန္နာမင်းကြောင်းပြော တမန်လူစိတ်ဆင်းရဲကိုဆင်းရဲဖြစ်ရတာနဲ့စိတ်ကောင်းနှလုံးကောင်းရှိရလူကိုစိတ်ဆင်းရဲကိုဆင်းရဲဖြစ်ရတာနဲ့နော်ဘာသာရေးတရားလုပ်တဲ့လူစိတ်ဆင်းရဲကိုဆင်းရဲဖြစ်ရတာချင်းမတူအဲ့ဒီလိုမတူသလိုသူတို့သူတို့စိတ်ဆင်းရဲကိုဆင်းရဲသူတို့ပေးတဲ့သူကရတဲ့အကုစုကလည်းမတူဘူးဆိုတာမှတ်ထားသူများကမဟုတ်တာလုံးမဟုတ်တာပြောပြီးသူများမျက်ရည်ကြည့်ငယ်ကြသူများစိတ်ဆင်းရဲပြီးနင်တို့စိတ်ချမ်းသာမှမထင်နဲ့နော်နင်တို့လည်းစိတ်ဆင်းရဲတော့ကဆိုနင်တို့ကြုံကြုံရမှာ မြန်မာနိုင်ငံမှာအဲ့ဒီလိုမဟုတ်ကဟုတ်ကလောက်ရမယ်မဟုတ်တာပြောရမယ်ဆိုပေါ်တယ်မှန်တာပြောဆိုလို့ရှိရင်မှန်တာကြိုက်လားဆိုအင်းကြိုက်တယ်မှန်တာပြောကြိုက်လားဆိုဘယ်သူမှမကြိုက်ဘူးမှန်တာပြောတာကြိုက်တဲ့လူကကိုကိုတိုင်းလည်းမှန်တာကြိုက်တယ်မကြိုက်တယ်ဆိုကိုကသူများကိုပြောရင်လည်းမှန်တာပဲပြောမဟုတ်တာမပြောနဲ့အဲ့ဒါမှလူ ဲ့ဒါမှလူ now i ပဟိုင်းဒါလောက်တဲ့လူတို့အဲ့ဒီစင်မူတာဖမ်းတဲ့အကောင်တို့လည်းနောက်နေကြတီးတောင်ဆဲအောင်ပါအဲ့ဒီလိုအဲ့ဒီအခုအခုတရောင်းစားလေးဂျလေးဘီလေးအဲ့မဲ့ကလေးတွေမွေးပြီးတာဝင်မြူမိသားစုတွေကလည်းတာဝင်မကျေဘူးเนาะကိုယ့်ရဲ့ဒီပြတိုင်းပြည်တွက်လည်းဘာမှအကုန်မကြအောင်အဲ့ဒီလိုလူမျိုးတို့ဖမ်းပြီးစင်မူတာနဲ့ထည့်လိုက်เนาะဒီပဟိုင်းဒါလောက်တဲ့လူတို့လည်းတို့ကဖမ်းဖမ်းနေအောင်ဘာဆောက်ချိုးတော့တရောင်းစားတွေရအောင်အဲ့ဒီတရောင်းစားတွေလည်းနောက်နေကြတော့ဆဲအောင်မယ်ဒီနေ့ကတော့မောသွားပြီเนาะ င်းပြည်အတွက်နင်တို့အခုသူတို့ကအခုပါဟိတလုပ်တဲ့လူတွေကနင်တို့စစ်တပ်ကိုလည်းသူတို့ဘာမှမပြောဘူးဒီဘက်ကိုလည်းဘာမှမပြောဘူးသူတို့စိတ်ထဲမှာပြည်သူဝါနမှာပြည်သူကိုပြန်ကူညီခြင်းနဲ့စိတ်ပဲသူတို့ရှိတာသူတို့နှလုံးသားလေးမှာအယောင်မပါဘူးဖြူစင်းနေတယ်အဲ့ဒါကိုနင်တို့က လူငယ်တွေ့ရင်ဖမ်းရတာနဲ့ဟိုပဟိတသမားတွေကိုဖမ်းရတာနဲ့ပဟိတသမားတို့ဖမ်းကျင်တဲ့ဆိုလို့ရှိရင်ငါစီပြီးလာကြလာခဲ့ဖမ်းကျင်တဲ့အကောင့်တွေကုန်လို့ငါလိုက်လွင်ပြီးတော့နင်တို့ငါခွေးမဖင်ပြမှာနင်တို့ကလိုက်လွင်ပြီးပြမှာဆိုငါပြမယ်ထင်နေမှာနင်တို့ခွေးမဖင်ကိုပြမှာနင်တို့နင်တို့လိုအောက်တန်းစားတွေကိုကိုကိုကြတော့ကြတော့အချိန်ပြည့်ဟိုမူးမြန်မာနိုင်ငံမှာပြည်သူတွေကအင်မတန်ဝန်ထမ်းကိုကောင်းတာ ဲ့ဒီပြည်သူတွေထက်ကိုပဲမှန်မှန်ကန်ကန်နဲ့ပဟိဒလုံနေတဲ့လူတွေကပိုးပြီးတနာဖို့ကောင်းနေတယ်သူတို့ယင်ထဲမှာပြည်သူတွေပုံမတရားတာလဲသူတို့သိတယ်ဒါမှမဟုတ်ဒီသရောင်းစားတို့ရီမပြခြင်းလဲရီပြနေတာဒီသရောင်းစားတို့သွားဖျက်မပြခြင်းလဲဖျက်ပြနေသူတို့ပုံမတရားလုပ်လို့ရှင်လဲသူတို့ပြန်ပြောခြင်းလဲသူတို့ကကြိတ်မိန်နေရတာပိုးပြီးတော့ကြိတ်မိန်တာများလို့ရှင်အဆိုင်ကဲပုံစံမျိုးဒါမှမဟုတ်သူတို့ကဖြေတယ်သူတို့ယင်ထဲမှာပဟိဒစိတ်ဆိုတဲ့စိတ်ထားပြီးတော့ဖြူသွားတာနော် ငါတို့ကတော့မရဘူးเนาะပြောစရာရှိရတော့ပြောမှရမှာငါတို့မပြောရင်လည်းနင်တို့လိုနွားတွေကတိမှာမဟုတ်ဘူးเนาะနွားဆိုတာဒီလိုမျိုးနွားနွားတိရမလားနင်တို့ကနွားနင်တို့ကနွားတောင်ရိုးရိုးနွားမဟုတ်ဘူးเนาะပြောမှဆိုလို့ရှိရင်ဟိုနာနလေးပလေးနွားတွေเนาะအဲ့နလေးပလေးနွားတွေဆိုတော့တန်ဆူးချိုးနဲ့ထိုးထိုးပြီးတော့အဲအဲ့ဒီလိုမျိုးပြောမှရမှာ ငါမေုံမပြည်သူကနေမှပြည်သူကိုပြန်လှူရဟောင်းနင်တို့နင်တို့စာတင်စရာဘာဆောက်ကြောင်းရှိတော့အဲစာတင်ကောင်းနေစာတင်ကောင်းနေနော်ဆစ်ဆေးလောက်တဲ့အကောင်ကြီးလဲကျိန်စာတိုက်အောင်မှဖြစ်တယ်နင်တို့ဆဲလဲဆဲမှနော်ဒီနေ့မဆဲသူဆဲစရာကြီးများနေပြီနော်နောက်ပြည်သူတွေရှိမှအစကြေးကောက်တဲ့ဟာတွေလာတိုင်းစကြေးကောက်နေတဲ့သံတောင်းစားတွေအခုပြည်သူတွေကမဆာလာခစ်လို့ဖြစ်နေပြီ။ နော်ကျေးရွာမှာရှိတဲ့ရက်ွက်အုပ်ချုပ်ရေးမှုတွေရက်ွက်အုပ်ချုပ်ရေးမှုတွေကျေးရွာအုပ်ချုပ်မှုတွေပြည်သူတွေကလာတိုင်းလာတိုင်းဆက်ကြေးပေးနေရတယ်ပြည်သူတွေဘလောက်တနာဖို့ကောင်းလဲသူတို့ကစိုက်ကားနေတဲ့လူပဲဖြစ်ဖြစ်အလုပ်လုပ်တဲ့လူပဲဖြစ်ဖြစ်သူတို့ကမနဲ့မိုးလိမ့်ပြီဆိုတာနဲ့ထမင်းကြိုင်လေးဆွဲပြီးသူတို့အလုပ်သွားရပြီနှစ်ဖူးဝကြွေးချီမကြအောင်သူတို့ရှာရပြီကိုထမင်းဝဖို့ကိုမိသားစုထမင်းစားဝဖို့သူတို့ကကိုဟာကိုပတ်စံရှာရတယ်ရှာတဲ့အပြင်ကမှသူတို့မှဘလောက်ကြီးလန့်စားဖြစ်နေလဲဆိုတော့ကုံစိမ်းနှုံးတက်တာတစ်မျိုး နော်လမ်းသွားရင်တန်းပေါ်တာဆွဲမှာကြောက်ရတာတမျိုးဟိုစစ်ခွေးရရစ်မှာတမျိုးဒီစစ်ခွေးရရစ်မှာတမျိုးဒီကြားထဲလကုံလို့ရှင်မီတာကြီးရတမျိုးရေဘိုးမီဘိုးရတမျိုးအဲ့ဒီဆက်ကြီးရတမျိုးဟမ်ပြည်သူတွေရှိမှရှိတဲ့ဗလတ်ဘိန်းဖမ်းရတာနဲ့ဆိုင်ကယ်ဘိန်းဖမ်းရတာဗလတ်ဘိန်းတို့ဆိုင်ကယ်တို့ကပြည်သူရှိမှနင်တို့ဖမ်းစရာမလိုဘူးနော်ဖမ်းစရာမလိုဘူးနင်တို့ဗလတ်ဘိန်းတွေဆိုင်ကယ်ဘိန်းတွေမြန်မာနိုင်ငံမှာကင်းလို့ချင်တာမလားကင်းလို့ရှင်လက်ရှိရှိနေတဲ့ပြည်သူကိုစစ်တမ်းကောက်ပြီးနင်တို့တရားဝင်လိုင်စင်လုပ်ပေးလိုက် လိုင်စင်လုတ်ပေးလို့ရှိရင်တို့လိုင်စင်ရုံးကအကောင်တို့လက်မစားခိုင်းနဲ့နော်မှန်မှန်ကန်ကန်ပြည်သူကိုလုတ်ပေးလိုက်လုတ်ပေးပြီးလို့ရှိရင်နောက်နောက်မြန်မာနိုင်ငံကိုလိုင်စင်မဲ့တွေတွင်းလို့မရအောင်လို့အဲ့ဒီအာဂရီလိုက်စားတဲ့အကောင်တို့တို့အေးအေးယူလိုက်နော်လိုင်စင်မဲ့တွေကိုရောင်းတဲ့လူတို့တို့အေးအေးယူလိုက်ဟုတ်လားအဲ့ဒါဆိုမြန်မာနိုင်ငံမှာလိုင်စင်မဲ့ဝယ်မဲ့လူလည်းမရှိဘူးရောင်းမဲ့လူမရှိရင်ဝယ်မဲ့လူလည်းမရှိဘူးပြည်သူတွေလက်ထက်ကိုရောက်တော့မှနင်တို့ကပြည်သူတွေရှိရမတရားလိုက်မဖမ်းနဲ့ ငါတို့ပြည်သူတွေက3သိန်းနဲ့ဝယ်ဝယ်2သိန်းနဲ့ဝယ်ဝယ်သူတို့အဲ့ဒီပတ်စံတွင်းနေရနိုင်မရဘူးနှစ်ဖူးကကြွေချီမကြအောင်ရှားထားတာနော်တရောင်းစားတတိုက်တိဖို့နင်တို့လည်းတဲ့ဆဲတာနော်အဲ့ဒါလေးလည်းနောက်နေကြတော့ပြောအောင်မယ်နော်ငါလည်းပြောစရာရင်များငါစီပြီးမှလည်းပြည့်နေပြီဟိုပြည်ပမှာဒုက္ခရောက်နေတဲ့လူတွေရှိသေးတယ်နော်အဲ့ပြည်ပနိုင်ငံမှာဒုက္ခရောက်နေတဲ့လူတွေရှိသေးတယ်အဲ့ဒါလေးလည်းငါစာ ရေးကြီးတဲ့ကိစ္စအကူညီတောင်းတဲ့ကိစ္စတွေလက်မခံဘူးငါလက်ခံအောင်ပြောချင်တယ်ဆိုစိတ်ရှိလက်ရှိငါ့ကိုစာဖို့စိတ်ရှိလက်ရှိစောက်နော်စိတ်ရှိလက်ရှိမစောက်နိုင်ရင်မရဘူးငါစောက်ပေါက်ဆိုလဲဘာဖြစ်လို့စောက်ပေါက်ဆိုလဲဆိုငါစီပြီးမှဘောမာတွေကအများကြီးပဲငါ့ကိုလာဆဲနေတာအများကြီးပဲနော်လူတိုင်းကငါလက်ခံစကားပြောလို့မရဘူးငါကောင်းကောင်းမွန်မွန်ပြောရဲသူတို့ကငါတော့တော့ငါ့ကိုတော့ down လာမဟိုင်းတော့ နော်အဲ့ငါဘေးဒင်ဘေးဒင်မေးလို့ရှိရင် Facebook CV မှာဆိုဘေးဒင်မေးတဲ့ကိစ္စပဲလုပ်တယ်နော်အဲ့တို့ဟိုသတင်းတွေနဲ့ပထထိုးကလည်းကလိန်ငကြစ်တွေငါရှိမှပေးတဲ့မစ်စိတ်ကိုအမားတွေပေးကျင်တာအမားတွေပေးကျင်တာလိန်ပြီးတော့အလှလာခံတဲ့လူတွေရှိတယ်မစ်စိတ်အမားတွေလာပေးတဲ့လူတွေရှိတယ်အဲ့ဒါကြောင့်မလို့လာတဲ့လူတိုင်းကိုငါလက်မခံဘူးရှင်းလားအဲ့ငါနဲ့စကားပြောကျင်တယ်ဆိုစိတ်ရှိလက်ရှိဆောက်စိတ်ရှိလက်ရှိလာပြောသေးချာချာเนาะတခါလဲပြောထားမယ်စောက်ပေါက်ဆိုးတယ်เนาะစောက်ပေါက်မဆိုးလို့မရအောင်ဆိုးထားမှရတာ ငါအရင်ဆုံးငါအရင်ဆုံးအပြဲလန်နေတောင်လောက်တာငါအဲ့လိုပြဲထားမှအဆင်ပြေတာဒါမှမဟုတ်ငါကြည်ရပဲဆဲသွားတာငါပြန်ဆဲထားမှအဆင်ပြေတာနော်အကူအဘောမတွေကလွဲတာမဟုတ် Facebook CV မှာတောက်လျှောက်နေ့တိုင်းလာဆဲတယ်မဆဲတဲ့နေ့မရှိဘူး။နော်တစ်ခေါက်ပလို့လိုက်နောက်တစ်ခေါက်နဲ့လာဆဲတာငါ့ကိုအဲ့တော့ငါကြိုးဆဲထားတာငါကြိုးပြီးစောက်ပေါက်ဆိုးထားလိုက်တာ။နော်အဲ့ဒါတော့ငါဆဲမဲ့လူကပြေးရော ူတို့ကဟိုင်းဆိုငိုင်းငါဟိုင်းဟိုင်းမလုံးနဲ့လက်မတထောင်တော့မလုံးနဲ့လိုရင်းပြောအဲငါအဲ့လိုစပောက်ဆိုးလိုက်တာအဲ့ကြတော့ तू ကငါ့ကိုဆဲဖို့ဟိုင်းဟိုင်းဆိုတာငါဟိုင်းတော့မှ तू ကငါလက်ခံပြီဆိုငါပြိုင်ဟိုင်းတော့မှ तू ကငါ့ကိုဆဲလို့ရမှာလေအဲအဲ့တချို့ကအဲ့လိုလာတာအဲငါ तू ကဟိုင်းလို့ပြောရင်ငါမင်္ဂလာပါရှင့်လို့ပြောလို့ရှိရင် तू ကငါ့ကိုဆဲသွားအောင်အဲအဲ့ကြတော့မရဘူးငါငါ့ကိုဟိုင်းလို့ပြောရင်လက်မထောင်နဲ့ဆိုလက်မမထောင်နဲ့လိုရင်းပြောငါစပောက်ရင်းဆုံးဆိုးလိုက်တာအဲအဲ့ကြတော့ငါ့ကို तू ဘာမှမပြောတော့ဘူးအဲ့ဒါအဲ့ဒါများကြခင်မယ် နော်အဲ့တော့ကျတော့စောက်ပေါက်ကစိုးခြင်းလို့စိုးနေရတာမဟုတ်ဘူးနော်ကိုကြုံတွေ့နေရတဲ့ပေါ်မှာမူတီးပြီးတော့ကိုကဘလူးကကပြတော့ကိုကဘလူးမကကတာပဲနော်အဲငါတို့ရဲ့မူရင်းစိတ်ကငါတို့ဘလို့နေရမယ်ဆိုတော့တီးပြစားနော်ဆရာလုံနေတာဖြစ်တဲ့အတွက်ဘလို့နေရမယ်ဘလို့ထိုင်ရမယ်ဘလို့ရှိတယ်ဘလို့ဝင်းကြီးရှိရဲဆိုတော့ကိုကကိုတီးပြစားဖြစ်တယ်နော်အဲ့ဒီလိုကောင်းနေကြတော့တန်ရာတန်ရာပဲငါဆက်ဆံပေးတာ ဟုတ်ပြီလားအဲ့တော့တချို့ကလည်းဆရာကြီးလိုနပြားကြီးလိုနဲ့ဆရာမဖြစ်ပြီးစောက်ပေါက်ဆိုးတယ်ဆရာမဖြစ်ပြီးစကားကျန်းတယ်ဆရာမဖြစ်ပြီးဆဲတယ်လားမလို့နဲ့အဲ့ဒီလိုပြောနေတဲ့လူတွေ၅ပါးသီလလုံလားလို့မေးကြည့်လာအောင်နော်ငါ၅ပါးသီလလုံလားနင်တို့၅ပါးသီလလုံလားနော်ငါ့ကိုအဲ့ဒီလိုပြောနေတဲ့အကောင့်တွေကိုတွေ့တယ်ငါပုံတွေတင်ပြီးတော့တွေ့တယ်ဆိုရင်မေးလိုက်နော်ငါ၅ပါးသီလလုံလားအဲ့ကောင်တွေလုံလားလို့မေးလိုက်ငါ့ကိုဝေဖန်နေတဲ့ဟာကြီးလုံလားလို့မေးလိုက် ငါတို့သူများရှိရသူများမျက်ရည်ကြီးငယ်ကြအောင်လိမ်မစားဘူးခိုးမစားဘူးနော်မိမတယောက်ဖြစ်ပြီးကိုချလောက်ပေါ့ကိုရဲနေတာလိုက်စင်းတော့မယ်နော်ညကြမှာပြန်တွေ့မယ်ည 9နှစ်ကြာရင်ဆီယမတက်ခဲ့မယ်ဒါကတော့မြန်မာနိုင်ငံနဲ့ပတ်သက်လို့အရေးကြီးတဲ့ဟာညှကြရင်ပြောစရာရှိတယ်နော်အဲ့ဒီ line ပေါ်မှာခိထားနေအဲ့မဲ့ဆန္နာမင်းဆိုတဲ့ကောင်မအဲ့ကောင်မကြက်မပြေမူးပြင်းပြင်းဒလန်မဖြစ်တယ်ဆိုတာည9နှစ်ကြာရင်ပြောမယ်နော်မြန်မာနိုင်ငံအတွက်လည်းအရေးကြီးတဲ့အကြောင်းအရာတွေရှိတယ်ည9နှစ်ဆီယမလိုက်ကလေးကိုစောင့်ကြည့်ပေးနော်မြန်မာနိုင်ငံအတွက်ဒီမင်းအောင်နိုင်ကအခု သိမ်းခံထားရတဲ့နယ်မြေတွေကိုတောက်လျှောက်တောက်လျှောက်အေးတကြီးသိမ်းဖို့လုပ်နေတယ်ဆရာမတောက်လျှောက်ဟောထားတာဟာလည်းမမေ့နဲ့နောက်ပြည်သူတွေကိုလေရင်နဲ့ဖုံးကျဲတဲ့ဟာတွေဆရာမစိတ်ပူတယ်အဲ့ဒါတွေရှောင်းဝါတိတ်ရမာတွေပြောမယ်နောက်တစ်ခုကမြန်မာနိုင်ငံကပြည်သူတွေအတွက်ဝမ်းနည်းစရာလည်းပြောမှာအဲ့ဝမ်းနည်းစရာဘာလဲဆိုတော့မင်းအောင်လိုင်းအုပ်ချုပ်တဲ့၅နှစ်ကျော်မှာမြန်မာနိုင်ငံပြည်သူတွေပြည်ပကိုအကျွေးတင်နေပြီး နော်အကျွေးဘလောက်ရအောင်အောင်တင်နေပြီလဲဆိုတော့အဲ့ဒါလေးလည်းဘယ်သူမှပြောမယ်လို့မရှိဘူးမြကြခင်ကတော့ပြောမှာအဲ့တော့သတော်စားမင်းအောင်လဲပုံမှထတ်တိုးခြင်းတိုးမတိုးခြင်းနေနော်တိုးတိုးလက်ကူမဆိုင်မတိုးလက်ကူမဆိုင်ဘူးမှန်တာတော့ပြည်သူကိုပြောမှဖြစ်တယ်လက်ရှိသိမ့်စိန်လက်ထက်နေဝင်းလက်ထက်တုန်းကလည်းမြန်မာနိုင်ငံပြည်သူတွေကပြည်ပနိုင်ငံကိုဥယဲလို့မြန်မာနိုင်ငံဘွားဥယဲလို့အော်လိုက်ုံကအဲ့ဒီကလေးကအကျွေးတင်နေတဲ့ကိစ္စအခုမင်းအောင်လိုက်လက်ထက်မှာပို့ပြီးအကျွေးတင်လာတယ် เนาะအဲ့ဒါဘယ်နိုင်ငံတွေမှာကျွေးတင်နေလဲဆိုတော့ပြောပြပြီးမှဖြစ်တယ်เนาะည9နာရီလိုက်ကြတော့ပြန်ဆုံမယ်ဒါတော့နိုင်ငံရေးပြောမှာပေါ့เนาะကဲအားလုံးကျေးဇူးတင်တယ်နော်အဲဆရာမလိုက်ကိုဆရာမကိုချစ်လို့ကြည်ပေးတဲ့လူတွေနော်ဆရာမဆဲတာလေးလည်းမကြည့်ချင်ကြည်ချင်နဲ့ကြည်နေတဲ့လူတွေကျေးဇူးတင်ပါတယ်နော်အသက်ကြီးတဲ့လူတွေပါရင်တော့ကတော့နော်ဒါမြကြခင်ရဲ့စိတ်တူမရဘူးဆရာမပြောမှရမှာလေနော်ဒီလိုမျိုးအောက်တန်းစားတို့မပြောလို့မရဘူးတနာဖို့ကောင်းတဲ့သူများရင်နော်ဟိုမဟုတ်တဲ့လူတွေ ကောင်းကောင်းမွန်မွန်လုပ်နေတဲ့လူတို့စော်ကားနေရကြလဲဒေါသဖြစ်တယ်လीเนาะဒါအဲ့ဒါကြောင့်မူနားလဲပေးပါလို့เนาะအဲ့ဒါကျေးဇူးတင်နေရှင်เนาะ